ကချင်သားကြီးနဲ့အတူညစာဆိုင်နေချင်းကန်အတူတူဆင်းခဲ့တဲ့ချင်းလေးပန်းပရိသတ်များလုံးပဲမိင်္ဂလာများမချစ်သာဖော်ဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်ချင်းဖိုင်နာလေးဂျိုရှူအဘန်ကတော့ကချင်သားချင်းအော်လာအန်ဆန်နဲ့အပြင်မှာပထမဆုံးအကြိမ်ထိတိုက်တွေ့ဆုံခဲ့ကြပါပြီဒါပေမဲ့သူတို့နှစ်ဦးထိတိုက်တွေ့ဆုံခဲ့ကြတာဟာဂျိုဝိုင်းတဲမှာတော့မဟုတ်ပဲဂျိုဝိုင်းပြင်ပါမှာဖြစ်ပါရင်အော်လာအန်ဆန်ဆိုတာကမြမကုံဆောင် MMA Fighter 2ဖြစ်တယ်လို့ ဝမ်ချန်ပီယံရှစ်မှာလည်းဝေတန်းတစ်ခုမှာချန်ပီယံကပတ်တွေပိုင်ဆိုင်နိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေကိုသိမ်းပိုင်နိုင်ခဲ့တယ်ဖြစ်ပါတယ်။ဒါ့ဒီမဲ့လို့ဆိုရင်တော့ကချင်သားကြီးဟာ MMA လောကရဲ့အောင်စာကြီးမားတဲ့ International Fighter of the Year ဆုကိုပါဆုကူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်မှာပရိသတ်တွေကအောင်လကိုဝမ်တက်တစ်ဆင်းပြင်းတဲ့ UFC မှာမြင်တွေ့ခြင်းနေကြပေမဲ့ကချင်သားကြီးကတော့ဝမ်နဲ့ပဲစာချုပ်ဆက်လက်ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ UFC မှာမြန်မာဖိုက်တာတယောက်ကိုမြင်တွေ့ခြင်းနေကြတဲ့မြန်မာပရိသတ်ရဲ့ဆန္ဒကတော့ Joshua Ban အကြောင်းပြောခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ Joshua Ban ဆိုတာကလက်ရှိကမ္ဘာအကောင်းဆုံး UFC promotion မှာထိုးသက်နေတဲ့လူငယ်ဖိုက်တာတယောက်လည်းဖြစ်ပါတယ်။ Foreign Fighting Championship ရဲ့အပြောရန် Flyweight ကပတ် Champion Professional Flyweight Champion ကပတ်တွေကိုရရှိခဲ့တဲ့ Fighter တယောက်လည်းဖြစ်ပါတယ်။သူတို့နှုတ်စလုံးဟာအမေရိကန်မှာနေကြတာချင်းတူပေမဲ့နေရမတူတာကြောင့်အခုချိန်ထိအပြေမမတွေ့ဘူးကြားသေးပါဘူး။ဒါပေမဲ့လည်း Senior ဖြစ်သူအောင်လာဟာဘန်ပွဲရှိတဲ့ရက်တိုင်းမှာအများနဲ့အားပေးထောက်ခံမှုတွေကိုပြုလုပ်နေကြဖြစ်ပါတယ်။ ်အခုတော့သူတို့နှစ်ယောက်ဟာအပြင်မှာတွေ့ဆုံခဲ့ကြပါပြီ။အောင်လအန်ဆန်နဲ့ဂျိုရှွာဘန်တို့ဟာတမင်တက်တက်ချင်းဆုံမှုတွေပြုလုပ်ပြီးတော့တီးတန်းတွေ့ဆုံခဲ့ကြတာမဟုတ်ပဲအောင်လအန်ဆန်ကသူ့ရဲ့တပည့်တယောက်ဖြစ်တဲ့အဒူလန်ဆာတတလန်ဆင်းတွေ့ရဲ့ပွဲကိုလိုက်ပါကြီးကြပ်ဖို့အမေရိကက Foreign NC ရှိအောင်တက်ကဆက်ကိုရောက်လာခဲ့ကြရင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။သူတို့တို့ကညစာအတူတူစားကြရင်အတွေ့အကြုံတွေကိုလည်းဖလှယ်ခဲ့ကြသေးတာဖြစ်ပါတယ်။ဒါ့အပြင်ဂျိုရှူအာဘန်ရဲ့ 4OZ 5 Club ဂျင်မှာတော့အတူတူပူးတဲ့လေးချင်းမှုတွေကိုလှုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဂျိုရှူအာဘန်ရဲ့နီးပြားဖြစ်သူနဲ့အောင်လအန်ဆန်ဟာလည်းစကားဖောင်ဖွဲ့ပြောဆိုနေတာ ာကိုဆိုရှယ်မီဒီယာမှာတက်လာတဲ့ဗီဒီယိုမှတ်တမ်းတွေအားမြင်တွေ့ကြရတာဖြစ်ပါတယ်။ပြည်သက်တွေကတော့ဒီမြင်ွေတွေကိုကြည့်ပြီးအွန်လန်ဟာဂျိုရှာဘန်ရဲ့နေပြတယောက်ဖြစ်လာခဲ့ရင်ကောင်းမယ်ဆိုပြီးတော့ပြောဆိုနေကြပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။